တခါကလည်းရေဘူးပါတယ်စိုးစိုးမလွယ်သူဖြစ်ဖို့လိုတဲ့အကြောင်းပေါ့မေတ္တာတုံမှလည်းပါတယ်မေတ္တာပွားမဲ့သူမှရှိထားတဲ့စိတ်နေစိတ်ထားတွေတဲ့စိုးစိုးမလွယ်သူဖြစ်ခြင်းဆိုတာတခုအပါဝင်ဖြစ်ပါတယ်မင်္ဂလာတုံမှလည်းပါပြန်ပါတယ်အောင်မြင်ဖို့တိုးတက်ဖို့အတွက်ဖြည့်ဆည်းရမယ့်အကြောင်းတရားတစ်ခုပဲဆိုပါတော့စိုးစိုးမလွယ်တဲ့သူဆိုတာဟိုလူပြောလဲနားထောင်လိုက်ဒီလူပြောလဲလိုက်လုံလိုက် ဒီလိုပြောတာမဟုတ်ပါအဲ့ဒါကြတော့လေကြောယူမရှိတဲ့လူ ကိုပိုင်မူကိုပိုင်ခံယူချက်မရှိတဲ့သူဖြစ်သွားပါလိမ့်မယ်လေယူရာရိမ့်နေရလိမ့်မယ်နားထောင်တင်တာနားထောင်ပြီးခေါင်းမတင်တာခေါင်းမပို့တော့လို့တာပေါ့ဘယ်ဟာကိုနားထောင်ပြီးဘယ်ဟာကိုခေါင်းမရမလဲဆိုတာကတော့တူးချင်းစီရဲ့ဆုံးဖြတ်ခွင့်ဖြစ်ပါတယ်အမြဲလဲပြောခဲ့သလို အရာအလုံးမှာအလေလက်လန်းစင်ဟာတည်ရည်ကြည်ပါတယ် အချက်ရှိမှတ်မဲခေါ်ခေါ်ဘဲလန်မဲခေါ်ခေါ်ပေါ့ပါလာလာချားချမဲအလဲမနေမဲဆိုတာမျိုးလဲမဟုတ်ပြန်ပါဘူးအစွန်းမရောက်တာကိုပြောတာပါလူတွေပြောသမျှနားထောင်နေရမယ်လည်းမဟုတ်ပါဘူးဘာပြောပြောမရဘူးခေါင်းမာမဲဆိုတာလည်းမဟုတ်ပါဘူးအဲ့ဒီနှစ်ခုကြားတဲ့ဟန်ချက်ညီအောင် နေရမှာပါသို့တော့ခြံစည်းရုပ်ခတ်ထားတယ်လို့လမ်းလေမှာ မြင်သာထားတယ်လို့တော့မြင်နေရတဲ့ physical line မဟုတ်တဲ့အတွက် တိတိကျကျကြီးဖြစ်နေမှာတော့မဟုတ်ပါဘူး။ဘသူကမှလည်းလာပြီးဆုံးဖြတ်ပြီးမှာမဟုတ်ပါဘူး။ကိုဟာကိုပဲချိန်ဆနေရမယ်သဘောရှိပါတယ်။များသောအားဖြင့်တော့ကျွန်တော်တို့ကိုဒုက္ခပေးတာကမာမာနပါပဲ။ငါဆိုတဲ့မန်ခံနေတဲ့အခါမှာမှန်နေရင်တောင်နားထောင်ဖို့ရသိက်ခတ်သွားတတ်ပါတယ်။ဒါကြောင့်လဲခက်ဆက်ဆက်ဝေဖန်တာတွေနှိမ်တဲ့ပုံစံနဲ့ပြောတာတွေကမကောင်းတဲ့ဘက်ကိုပိုပြီးတော့ရောက်ရောက်သွားတတ်ပါတယ်။ ခံရတဲ့သူရဲ့မာနကိုတွားထီတာကိုဒီတော့ထီတော့သူကမှားသွားတာသူဟာသူတိနေလျက်နဲ့လဲလက်မခံတော့ဘူးဝေမခံတော့ဘူးခေါင်းမငိမ့်တော့ဘူးအတင်းစွတိုးတော့တာပါပဲသူလဲအမှားပေါ်အမှားစင်ပြဿနာလဲပို့ပို့ကြီးလာတာပေါ့ဒီအတွက် သူရဲ့မာနကိုမထိခိုက်စေပဲချင်းကတ်တဲ့ပုံစံကပို့ပြီးတော့အလုတ်ဖြစ်နိုင်တယ်လို့တကူစာရခံယူထားတယ်လုပ်ငန်းခွင်တွေ မိသားစုပြဿနာတွေမှာစံကြည့်လို့ရပါတယ်။ဥပမာမိသားစုတွေမှာ အဖေတွေကမာနပိုကြီးတတ်ပါတယ်။ဘာလို့လဲဆိုတော့ငါယောက်ျားဆိုတဲ့မန်ကပိုများလို့လေ။သူတို့အိုလာတာလုံနိုင်စွမ်းတွေကြလာတာကိုလက်မခံနိုင်ဘူး။အဲ့ဒါကို ကိုကသဘောပေါက်ပြီးအပြောအဆို စကားလုံးအတုံးတုံးကစစင်ကျင်ပါမှသူတို့နဲ့ကိုနဲ့ဆက်ဆံရေးကအဆင်ပြေပါလိမ့်မယ်။အဖေမလုတ်တတ်ပါဘူး။ တားလုပ်ပေးမယ်လို့ဆိုလိုကတော့အတင်းပေကပ်ပြီးဆက်လုံနေမှာပါအဖေသွားနာလိုက်ပါဒီလောက်လေးကတော့တားလုပ်လိုက်မယ်မလုတ်တက်တော့မှ အဖေကိုလှမ်းပြောလိုက်မယ်နော်ဆိုပြီးပြောလိုက်မယ်ဆိုရင်တော့အသားတကြီးပဲနားသွားပါလိမ့်မယ်ဒါကြောင့်လူမှုဆက်ဆံရေးမှာတစ်ဖက်လူချောင်းကိုတည်ခြင်းမေတ္တာထားခြင်းတွေကသိအရေးကြီးပါတယ်အခုဖြစ်နေတဲ့ပြဿနာတွေကို ကြည့်ကြည့်ပါမေတ္တာမပါဘူးနော် ပြဿနာကိုပြေလည်စေချင်တာမဟုတ်ပါဘူးအမားကို ထောက်ပြချင်တာပြုပြင်စေချင်တာမဟုတ်ဘူးနော်နင်းတောက်တော့မကြဘူးဆိုတာကိုပဲပြချင်တာပါငါတော်တယ်ငါတက်တယ်ပဲဆိုပြီး ကိုကြီးသွေးချင်နေကြတာပါအဲ့ဒီတော့လေငယ်တဲ့အမှုတွေကကြီးလာပြီးကြီးတဲ့အမှုတွေက ရှင်းမရဖြစ်ကုန်ကြရောမမာနာကြီးတယ်ဆိုတာမှနာမည်ကြီးမှုလို့ချမ်းသာကြွယ်ဝတဲ့မိသားစုမျိုးရိုးကြောင့်မှုလို့ပတ်စံရှိလို့စသဖြင့် အကြောင်းရင်းတွေရှိတတ်ပါတယ်။တခါတလေကြလဲအနှိမ်ခံရလွန်းတဲ့အခါကိုကိုကိုတင်ငယ်စိတ်များတဲ့အခါမမာနကြီးလာတတ်ပြန်ပါတယ်။ငငယ်ကလေးကဆင်းရဲလိုပဲဖြစ်ဖြစ် အနှိမ်ခံခဲ့ရတာများတော့တခုခုဆိုရင် အကူအညီမယူတတ်တော့ဘူး။ကိုကိုတခုလေးပြောလိုက်ရင်ကိုပဲငါကဆင်းရဲလို့မို့လားဆိုပြီးတော့အကံဘက်ကနေစပြီးမြင်မိပြန်ရော။ ပုံမှန်လိုဆက်ဆံပြောဆိုနေတာတွေကတခြားသူတွေဘာမှမဟုတ်ပေမဲ့သူ့အတွက်ကြတော့မာမနာကိုထိခိုက်စေသလိုဖြစ်နေတယ်။အနာဟောင်းကိုလာဆွားသလိုဖြစ်နေတာပေါ့။လူတွေရဲ့တိုက်ခိုက်မှုချိုးနှိမ်မှုတွေကိုခံရပါများလာရင်လေသူ့ရဲ့စိတ်မှာကစိုးရိမ်ထွက်နေရောပြန်ပြီးတော့ခုခံရမယ်ကာကွယ်ရမယ်ဒါမှငါရှင်းတန်းနိုင်မယ်ဆိုတဲ့ mindset ကဝင်နေတယ်လေ။ အဲ့ဒီခါမှာသဘောရိုးနဲ့တွားပြီးထောက်ပြရင်တောင်မှသူကလက်မခံတော့ပါဘူး။သူနဲ့ဖြတ်တန်းမှုချင်းအခြေနေချင်းမတူတဲ့သူက လာပြောရင်တော့ပိုဆိုးတာပေါ့။ဒါကြောင့်မမနာဟာ လူမှုဆက်ဆံရေးဟာအတော်လေးကိုပြဿနာပေးတယ်လို့ဒါကြောင့်မမနာဟာလူမှုဆက်ဆံရေးမှာ အတော်လေးပြဿနာပေးတယ်လို့ပြောလို့ရနိုင်ပါတယ်။ကိုကိုကို စင်ချင်းမြစ်ပြီးတော့ကျိုးနေကမှအဆင်ပြေပါလိမ့်မယ်။ မာနဆိုတာရှိတဲ့လောက်တော့ရှိထားတဲ့အရာပါလုံးလုံးမရှိတဲ့သူကလည်းဒူးထောက်တာတိတ်လွယ်ပါတယ်ခေါင်းကုံပေးတာတိတ်မြန်ပါတယ်မလွန်ကဲဘူးသာဆင်ကျင်ကြရမှာဖြစ်ပါတယ်တရားပြရနားချရခတ်တဲ့သူဟာကိုလန်းကိုကိုပိတ်ထားတဲ့သူနဲ့တူပါတယ်လူမှုဆက်ဆံရေးမှာလည်းပြဿနာမဟုတ်တာတွေနဲ့ပြဿနာဖြစ်နေရပါလိမ့်မယ်ဖြီးသီးစရာမဟုတ်တာတွေနဲ့စိတ်ပင်ပန်းနေရပါလိမ့်မယ်တည့်ရွဲ့ ထင်ရှားတဲ့ခရိယံစူတောင်းစကားတစ်ခုတန်းပြောရရင်တော့နားထောင်တင်တာကိုနားထောင်နိုင်တဲ့မိမိကိုယ်ကိုနှိမ်ချမှုခေါင်းမှာတင်တဲ့နေရာမှာခေါင်းမှာရဲတဲ့မိမိကိုယ်ကိုယုံကြည်မှုအဲ့ဒီနှစ်ခုကြားကခြားနာချက်ကိုသိမြင်နိုင်တဲ့ဉာဏ်ပညာဒီ၃ချက်နဲ့ပြည့်စုံဖို့လိုအပ်မယ်လို့မြင်မိပါတယ်ခင်ဗျာ။